ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ကျွန်တော်တို့ဒီ220ဘူမီဒီတွေပေါ့နော်ညာစံပုံမီဒီတွေကျွန်တော်တို့အဲဒီပြတ်ပြီဆိုလို့ရှိရင်ခဏခဏပြန်ဝင်ရတဲ့ပြဿနာလေးရနေကိဝေးပါအောင်ဒီ220ပုံမီဒီလေးတွေပြင်းနည်းလေးကိုဒီနေ့ဒီစပေးတော့မှာပဲဖြစ်ပါတယ်အဲတော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုတော့ဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတိုင်းကြည့်ရအောင်ကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြင်တိုက်ရခက်အပ်ပါနော်ဒါဆိုလို့ရှိရင်တော့စီဇန်လေးကိုစလိုက်အောင်နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီညနေ30ဘူးမီးသီးလေးမှာဆိုလို့ရှိရင် ကျတို့မီးအဲလုံးအသေးလေးပေါ့နော် လေးလုံးကျွန်းနေတယ်အဲ့ဒီတော့ကျတို့ဒီကောင်ကိုအဲထောက်ပြီးတော့စစ်ဆေးကြည့်မယ်ပေါ့နော်ဘိုးဘလောက်ထိထွက်နေလဲဆိုတာကိုအဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ output ဘိုးတွေ DC ဘိုးတွေပေါ့နော် DC ဘိုးတွေ output ဘိုးတွေက209ဘိုးထိလောက်ထွက်နေရပေါ့နော်209ဘိုးထိလောက်ထွက်နေရဖြစ်တဲ့အတွက်ကျတို့ဒီမီးသီးလေးတွေကဒီအဲအဲ ြန်ပြီးတော့ဆက်လိုက်မယ်ဆိုလို့ရှိရင်လည်းသူကကျွန်းသွားတယ်ပေါ့နော်အဲ့တော့အဲဒီ circuit လေးကိုကျွန်တော်တို့အဲစစ်ဆေးကြည့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီဒီမီဒီလေးမှာရှိရဲဒီစကူလေးတွေပေါ့နော်ဒီနက်ကလေးတွေကိုကျွန်တော်တို့အရင်ဆုံးဖြုတ်လိုက်မယ်။ တော့ဖြုတ်ပြီးသားပြီဆိုတာ ਨੇ ဒီမှာပေါ့နော်ဒီအပေါ်မှာဒီဒီပလက်ကောင်းတက်တဲ့နေရာလေးပေါ့နော်ဒီနေရာလေးမှာဒီကောင်းလေးတွေကိုခေါင်းလေးတွေကိုအယူဆုံးဖြုတ်လိုက်မယ်ဖြုတ်ပြီးသားရင်တော့ဒီ circuit ပြားလေးကအလွယ်တကူထုတ်လို့ရပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကအဲတခါလေးတွဲထားတာဖြစ်တဲ့အတွက်နော်

အဲ့ဆိုရင်တော့ဒီမှာဒီ circuit လေးရသွားမယ်ပေါ့နော်အဲ့တော့ဒါကတော့နောက်ထပ်တပြည့်မီဒီယာပေါ့နော်သူထဝက်နေတဲ့မီဒီကနေကျွန်တော်တို့ဒီဖြုတ်ထားတဲ့ circuit လေးဖြစ်တယ်ပေါ့နော်သူနဲ့သဘောတရားချင်းကအတူတူပဲဖြစ်တဲ့အတွက်သုံးလို့ရပါတယ်ပြန်ပြီးတော့မှာပေါ့နော် ချို့မိသီးလေးမှာဆိုလို့ရှိရင်ဒီစကက်ကအကောင်ပေါ့နော်မိသီးအနေနဲ့ဖြစ်သွားတာမျိုးတွေဖြစ်တဲ့အတွက်အဲဒီအဲ့လိုမျိုးဒီဒီမိသီးတွေရဲ့သဘောတရားကတလုံးမလင်းတော့ဘူးဆိုအကုန်လုံးမလင်းတော့တာဖြစ်တဲ့အတွက်တကယ်လို့ဒီဒီမိသီးလေးကအဲမိသီးလေးမှာပါတဲ့စကက်လေးတွေကောင်းသေးတယ်ဆိုရင် ပြန်ပြီးတော့တုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာမိသီးအဟောင်းကစကက်တစ်ခုကိုတုံးကြည့်မယ်ပေါ့နော် အဲ့တော့သူ့ရဲ့ original ကျိုးလေးတွေကနည်းနည်းတိုးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြုတ်လိုက်မယ်ပြီးတော့ကျိုးနည်းနည်းရှိတာလေးနဲ့ပြန်ပြီးတော့လဲတုံးမယ်ပေါ့နော်အဲ့တော့အရင်ဆုံးနေနဲ့ဒီမှာဒီအပေါင်းနဲ့အနှုတ်ဝါရအတွက်ပေါ့နော်အောက်ဘုတ်အတွက် မှာအပေါင်းနဲ့အနှုတ်ခွာရလေးတွေကိုကျိုးတက်ပေးမယ်။ဒါကတော့မီဒီကိုသွားမယ်အပေါင်းဝါရနဲ့အနှုတ်ဝါရပဲဖြစ်ပါတယ်။မှာပေါ့နော်အနှုတ်ဝါရလေးတက်ပြီးသားဆိုတော့ကျွန်တော်ဒီမှာအပေါင်းဝါရလေးကိုတူပြီးမယ်ပေါ့နော် ဒါကတော့ကျွန်တော်ဒီမီဒီကိုသွားမယ်အပေါင်းနဲ့အနှုတ်ဝါရလေးတွေပဲဖြစ်ပါတယ်ဒါပြီးသားပြီဆိုလို့ရှိရင်တော့ဒီဒိုင်ယုတ်ကအချမ်းလေးပေါ့နော်အဲ့နေရာကနေကျတို့အပေါင်းဒီ AC အဝင်အတွက်ဝိုင်ယာနဲ့စထုတ်ပေးရမယ်ပေါ့နော်တွဲချမ်းလေးကတော့ AC ဝိုင်ယာလေးတွေပဲဖြစ်ပါတယ် မှာပေါ့နော်ဒါက AC wire နှစ်ချောင်းဖြစ်ပါတယ်အဲဒီဒါပြီးဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့ဒီ ပလက်ကောင်းတက်ဖို့အတွက်ပေါ့နော်ခေါင်းအထိုင်လေးမှာတက်ဖို့အတွက်ဒီဘကူဝါယာလေးနှစ်ဆောက်ကိုထုတ်ပေးလိုက်မယ်ထုတ်ပေးပြီဆိုတာလည်းသူ့ရဲ့ဒီပင်လေးတွေကိုပြန်ပြီးထည့်ပေးရမယ်ပေါ့နော်ဒီအစာလေးတွေဝါယာစာလေးတွေထွက်နေလေပြဿနာမရှိပါဘူးနော်ဒီမှာဒီပုံစံလေးပြန်ပြီးတော့တက်ပေးရမယ် ဒါဆိုလို့ရှိရင်တော့ circuit လေးကတက်ပြီးသွားပြီပေါ့နော်အဲ့ဒါပြီးသွားရင်တော့သူ့ရဲ့ဒီဖင်ဒီဘက်ချမ်းလေးပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ဒီမှာအဲ double tail လေးနဲ့ကပ်ပေးထားလိုက်မယ် တက်ပြီးသားပြီဆိုတာနဲ့သူ့ရဲ့မီးပြားလေးကိုပြန်ထည့်ပေးရမယ်ပေါ့နော်ထည့်တဲ့နေရာမှာဆိုလို့ရှိရင်ဒီမီးသီးလေးတွေတခါတည်းဆက်ဖို့ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ဒီ line လေးတွေကိုနည်းနည်းလေးပြန်ချစ်ပေးရမယ်မီးသီးတွေကိုကျွန်တော်တို့တခါတည်းတွဲဆက်လိုက်မှာပေါ့နော်ဒီအပေါင်းနဲ့အနှုံးတွေကိုတခါတည်းပူဆက်လိုက်မှာဖြစ်ပါတယ်အဲ့ဒီတော့ဒီနေရာလေးတွေအဲသူ့ပေးနာလေးတွေမှာဒီလိုက်ပြီးတော့ချစ်ပေးထားဖို့လိုတယ်ပေါ့နော် အပြီးသားပြီဆိုရင်တော့ခုနကတော့ကျွန်တော်တို့စကစ်ကထွက်လာတဲ့အပေါင်းနဲ့အနှုတ်ကိုမီဒီရဲ့အပေါင်းနဲ့အနှုတ်နေရာလေးမှာကျွန်တော်တို့တက်ပေးရမယ်။ ဒီမီဒီမဆိုလို့ရှိရင်တော့ကျော်ဒီစကစ်ကဒီ overbow ဖြစ်ပြီးတော့ဒီမီဒီတွေကကျွန်းကျွန်းသွားတာပေါ့နော်အဲ့တော့ဒီကောင်ကိုစကစ်ကိုကျော်တို့လဲလိုက်တာပြီးလိုက်ဆိုရင်ဒီမီဒီလေးတွေကိုပေါ့နော်တခါလဲကျော်တို့တွဲပြီးတော့ဆက်ပေးမယ်မီဒီတွေဖြုတ်လဲရတယ်မဖြုတ်လဲရတယ်ပေါ့နော် ဒီ line လေးဒီမှာကျွန်တော်တို့အပေါ်နဲ့အောက်ပေါ့နော်အပေါင်းနဲ့အနှုတ်နေရာလေးကိုဒီခါတည်းတွဲဆက်ပေးရမှာဖြစ်ပါတယ်အဲပြီးသားရင်တော့ကျွန်တော်တို့ဒီသူ့ရဲ့နှက်ကလေးတွေကိုပြန်ပြီးတော့ဆုပ်လိုက်မယ်။ ကဲဒါဆိုလို့ရှိရင်တော့ကျတို့ဒီဒီခါပြန်ပြီးတော့စမ်းကြည့်မယ်ပေါ့နော်။မာစမ်းကြည့်ရခါမှာဆိုရင်တော့မီးလင်းသွားပြီ။နော်မီးကျွန်းလာတော့ဘာလို့မဖြစ်တော့ဘူး။မာဒီကြောဆက်ထားတဲ့နေရာလေးကလေးလုံးကတော့လင်းမှာမဟုတ်ပါဘူးနော်။ဒါမဲ့ကျန်တဲ့မီးလေးတွေကတော့အကုန်လုံးလင်းနေ ခရှင်တော့အစဉ်ပြေသွားပြီပေါ့နော်အဲ့တော့သူ့ရဲ့အဖုန်းလေးကိုကျွန်တော်တို့ပြန်ပြီးတော့တက်လိုက်မယ်ကြီးစုအားပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအဲကျေးဇူးအထူးပဲတင်ရှိပါရနော်နောက်တစ်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်လည်တွေ့ကြပါမယ်